လေးစားချစ်ခင်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါမြမမျိုးသမီးယူဆက်ခွန်အတင်းကတော့တမိုင်းမှာဒုတိယအကြိမ်မြောက်အာရှဖလားပြိုင်ပွဲကြီးကိုကစားခွင့်ရသွားခဲ့ပါပြီ အော်တိုဘာလ16ရက်နေ့ကကစားခဲ့တဲ့အာရှဖလားချစ်စစ်ပွဲဖြစ်အုပ်စုနောက်ဆုံးပွဲစဉ်အင်ဒိုနီးရှားအသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးတော့မြမအတင်းကတကူကူမရှိဆိုတဲ့ရလနဲ့အနိုင်ရသွားခဲ့ပါတယ်ဘွဲကစားချိန်ပထမပိုင်းအတွင်းမှာရရှိလာတဲ့အခွင့်အရေးကနေရှင်းတန့်ဖြူစင်ပြုံးကဥဆောင်ကိုတွင်းယူခဲ့ပြီးတော့ ဒုတိယပိုင်းပြီးတဲ့အထိနိုင်ရလက်ကိုထိန်းထားနိုင်ခဲ့ပါတယ်။ပွဲပြီးမှာတော့မြန်မာအသင်းရဲ့ခေါင်းဆောင်ပင်မြင့်ရန်ကအကောင်အဆုံးကစားသမားစုကိုရရှိခဲ့ပါတယ်။တကယ်ကိုနေရာဆောင်ကစားပြီးတော့ခြေစွမ်းနဲ့ထိုက်တန်တယ်လို့ပြောရမယ့်စုပါပဲ။ဒါကြောင့်ဒါပဲတမိုင်းမှာဒုတိယအကြိမ်မြောက်အာရှဖလားဝင်ခွင့်ရရှိခဲ့ပြီးဖြစ်ပါတယ်။2009ခုနှစ်တုန်းကမြန်မာအမျိုးသမီးယူဆက်ခွန်အသင်းကအာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီးတော့ပြိုင်ပွဲကြီးမှာတော့အုပ်စုအဆင့်ထိသာဖြတ်သန်းခဲ့ရဘူးလေ။ဆိုတော့ဒီဒီချိန်မှာရောဘလောက်ထိခီးရောက်နိုင်အောင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ 2026ခုနှစ်တရုတ်နိုင်ငံမှာကျင်းပမယ့်အာရှဖလားပြိုင်ပွဲဝင်ရမယ့်အသင်း၁၂သင်းကလည်းပေါ်ထွက်ခဲ့ပါပြီ။တရုတ်ဝင်ရောက်ကစားကွင်းရထားတဲ့အင်ရှင်တရုတ်အသင်းလက်ရှိချန်ပီယံမြောက်ကိုရီးယားနဲ့မနစ်ကအာရှဖလားပြိုင်ပွဲမှာဒုတိယနဲ့တတိယရထားတဲ့ဂျပန်အသင်းနဲ့တောင်ကိုရီးယားအသင်းတို့စုစုပေါင်းအသင်း၄သင်းရှိပါတယ်။ခြေစစ်ပွဲကနေတက်လာမယ့်မြန်မာအပါအဝင်ထိုင်း BNN အိန္ဒိယဩစတြေးလျလေဗနွန်ဖိလစ်ပိုင်တရုတ်တိုင်ပင်အသင်းတို့ဖြစ်ပါတယ်။ ဆိုတော့ပြိုင်ပွဲကြီးမှာစုစုပေါင်းအသင်း၁၂သင်း၊၄သင်း၊၃အုပ်စုစီခွဲပြီးတော့ကျင်းပမှာဖြစ်ပါတယ်။အရှာဖလားပြိုင်ပွဲကြီးကိုတော့၂၀၂၆ခုနှစ်ဧပြီလကနေပြီးတော့မေလအတွင်းတရုတ်နိုင်ငံမှာပဲအင်ရှေဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုမဲခွဲပွဲတွေကိုတော့မကျင်းပရသေးဘူးလို့သိရပါတယ်။ဒီနေရာမှာနောက်တစ်ဆင့်ကျွန်တော်တို့မျှော်မှန်းလို့ရနေတာကအရှာဖလားပြိုင်ပွဲရဲ့ CB Final တက်ရောက်နိုင်တဲ့အသင်း၄သင်းက ဖီဘာယူဆက်ခွန်ကမ္ဘာဖလားကိုအာရှကိုစားပြုအနေနဲ့ဝင်ရောက်ကစားနိုင်မှာပဲဖြစ်ပါတယ်။ဆိုတော့အခွင့်အရေးကောင်းတွေကနီးတထက်နီးလာတယ်။ဖီအားကလည်းများလာပါတယ်။ညီမငယ်လေးတွေကိုအစားအသောက်နဲ့နိုင်ငံတကာပွဲအတွေ့အကြုံများလာအောင်အဖွဲ့ချုပ်အနေနဲ့ပြင်ဆင်ပေးနိုင်ခဲ့မယ်ဆိုရင်အလားလာပုံမူတိုးတက်ကောင်းမွန်လာနိုင်ကြောင်းတင်ပြရင်းနဲ့ဒီမှာပဲဆုံးသက်လိုက်ပါတယ်။နေစေအပ်ဖြစ်နေတဲ့အားကစားတဲ့တင်တွေကိုအချိန်မတ်တင်ဆက်ပေးနေကြဖြစ်တဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြဖို့မပြေပါနဲ့။နောက်ဆက်ပြီးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။